ဒီဖြစ်ဖြစ်ဟာအိန္ဒိယနိုင်ငံကစေယုံတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးဒီဗီဒီယိုတွေကလုံခြုံရေးကင်မရာဟာခြံဝင်းအတွင်းမှာရှိတဲ့လူနာထန်းစင်တွေနားကဒီကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကြီးကိုလူတစ်ယောက်ကတွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကိုဖန်ယူမိခဲ့ပါတယ်ဗီဒီယိုထဲမှာစက္ကန့်အနည်းငယ်ကြာလို့ထန်းစင်တခုဟာရှေကိုအနည်းငယ်ရွေရှားနေရကနေသူ့ရဲ့ပုံမှန်အနေအထားကိုပြန်ရောက်သွားပြီးခဏကြာမှတော့ထန်းစင်ဟာရှေကိုဆယ်ပြေလောက်ရွေသွားပြီးအလားတူအကွာအဝေးကိုပဲနောက်ကိုပြန်ရွှေ့လာပြန်ပါတယ်။ ဒီလိုအရှိကိုရွှေ့လိုက်အနောက်ကိုရွှေ့လိုက်နေနှစ်မိနစ်လောက်စက်တိုက်ဖြစ်နေပြီးနောက်ဆုံးမှာတော့ထန်းစင်ဟောင်းပလက်ဖောင်းအစွန်းကနေလိန်ကျသွားပါတော့တယ်။ဒီမှာမမြင်နိုင်တဲ့တွန်းအားကပဲထန်းစင်ကိုပြုတ်ကြတဲ့အထိတွန်းဖို့ခဲ့တာလားဆိုတာကတော့ပြောဖို့ကပ်ပါရင်။ဒါပေမဲ့လည်းဒီလိုဝက်စမ်းကျဲစွာလှုပ်ရှားနေတဲ့ထန်းစင်ကိုပဲလုံခြုံရေးကင်မရာကနေဖမ်းမိခဲ့တာမဟုတ်ပါဘူး။ဒီစေယုံရဲ့ဥပစာတခြားကင်မရာတောင်းကနေပုံမှန်အတိုင်းထန်းစင်တွေရှိတဲ့နေရာကိုရေထည့်ဖို့ရေစင်စီကိုရှောက်လာနေတဲ့အမျိုးသားတို့ကိုဒီမှာမြင်တွေ့ရမှာပါ။ ဒီဗီဒီယိုကလစ်ထဲမှာတော့ထန်းစင်ဟာအရှိကိုအနှဲငယ်ရေးသွားတာကိုတတိထားမိလိုက်တဲ့အမျိုးသားဟာထန်းစင်ကိုနေရာပြန်ချဖို့သွားခဲ့ပါတယ်။ဒီမှာဒီလူထန်းစင်နဲ့ညီကပ်လာတာနဲ့အမျိုးထန်းစင်ဟာဝေးရစီကိုလိမ့်သွားတာကြောင့်ဒီအမျိုးသားဟာလည်းသူ့မျက်လုံးနဲ့တွေ့လိုက်ရတာကိုဝေခွဲမရဖြစ်ပြီးရေပလင်းကိုကောက်ကင်လိုက်ကအဲဒီနေရာကနေအ мян ဆုံးထွက်လာခဲ့ပါတော့တယ်။